British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင် British အတွက် crowding ဆက်ပြီးမဲ့တရင်ကြောင်းတွေကတော့တနိုင်ငံလုံးအော်အားကြကုန်တဲ့တိူဆောင်မေမီကူကူရဲ့တရင်တွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေ over item တွေမလုံးတက်ပဲတိူဆောင်ကောင်းတဲ့မင်းသမီးတွေထဲမှာမေမီကူကူလည်းပါဝင်ပါတယ်မေမီကူကူက MRTU ဖိုဇလန်အတွက်ကနေအောင်မြင်လာပြီးတဲ့နောက်မှာရုပ်ရှင်စကားကြီးတွေဖက်ကိုကူပြောင်းလာခဲ့ပါတယ်ပြားရည်အိုင်ဇလန်အတွက်မှာလည်းမေမီကူကူကူ British တွေကတပေါ်ကြသွားခဲ့ပါတယ်မေမီကူကူတိူ ဆောင်ချတဲ့တပင်းနဲ့မျက်နှင်းစီရုပ်ရှင်စက္ကာကအကယ်ဒမီဆုနဲ့လွှဲချော်ခဲ့ပေမဲ့အခုတော့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြတ်တောက်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါရယ်။တပင်းနဲ့မျက်နှင်းစီရုပ်ရှင်စက္ကာထဲမှာမေမီကိုကတပင်းနဲ့မျက်နှင်းစီရဲ့အမေမျက်စန်းကြည်နေရကနေတရုပ်ဆောင်ချပါရယ်။လပချက်မြက်ပြီးတော့တပင်းတွေကိုအထင်သေးနေတဲ့အမျိုးသမီးတယောက်အဖြစ်ပြပြနေတဲ့မေမီကိုကရဲ့မျက်နှာအမူအရာတွေကအောင်မြင်ခဲ့ပါရယ်။တပင်းနဲ့မျက်နှင်းစီရုပ်ရှင်စက္ကာကြီးကိုတက်တစ်ဆော့ဒရိုက်တာမင်းဆက်တစ်ကရိုက်ထားဖြစ်ပါရယ်။တပင်းနဲ့မျက်နှင်းစီစနန်တွဲကနေ အောင်မြင်ခဲ့ပြီးရုတ်တင်းရုပ်ရှင်စကားကြီးအဖြစ်ပြောင်းလဲရိုက်ကူးလိုက်ရပါတယ်1884ခုနှစ်ကိုနောက်ခံချပြီးတော့ရိုက်ကူးထားတဲ့ဇလံဖြစ်လို့အတုံးဆောင်ပြည့်စင်အဝတ်စားတွေကအစားအလုပ်ကိုအသေးစိတ်ပြင်ဆင်ထားပြီးမိမိကိုကိုကတော့အပေါ်လိုမရှိအောင်လေယူလေသိန်းတွေကအစားတေချာတယုတ်ဆောင်ထားခဲ့ပါတယ် ဒါကြောင့်မေမီကိုကိုကိုအနုပညာလောကသားအချစ်ချစ်ကတော့အကယ်ဒမီရနိုင်တယ်ဆိုပြီးခမန်းခဲ့ကြပေမဲ့အကယ်ဒမီစုကြည့်နဲ့လွဲသွားခဲ့ပါတယ်။မေမီကိုကိုအတွက်အကယ်ဒမီစုထက်အရေးကြီးတဲ့ကောင်ရိတ်တာအားပေးတဲ့လက်ခံမှုနဲ့အားပေးမှုပဲဖြစ်ပါတယ်။ မြန်စံကြည်နေရမှာတရုတ်ဆောင်ဖို့အတွဲကလည်းတော်ယုံမီတမီနဲ့မလွယ်ကူတာကြောင့်ဒရိုက်တာမင်းစတစ်ကနမဲကြီးဒရိုက်တာတွေကိုတယောက်ပြီးတယောက်ကန့်လန့်ခဲ့ပါတယ်။ဇက်ကိုမှနိုင်မှာဆိုရင်တဲ့အတွဲမီတမီ၈ယောက်ကညင်ခဲ့ပြီးနောက်ဆုံးမှာတော့မေမီကိုကိုကလက်ခံခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကအရန်ကိုအောင်မြင်သွားခဲ့ပြီးတရုတ်ရုပ်ရှင်ပွဲတော်မှာတောင်ပြတ်တရတော့မှာဖြစ်ပါတယ်။မြန်စံကြည်နေရမှာတရုတ်ဆောင်ထားတဲ့မေမီကိုကိုကိုလည်းပွဲတက်ရောက်ဖို့အတွက်ဖိတ်ကြားတာကြောင့်မေမီကိုကိုကနိုင်ငံတကာရုပ်ရှင်ပွဲတော် တက်ရောက်တော့မှလည်းဖြစ်ပါရယ်လွန်ခဲ့တဲ့နှစ်ကအကယ်ဒမီရခဲ့တဲ့အမေသမီးတွေတောင်မရနိုင်တဲ့ဒီအခွင့်အရေးကိုတော့မေမီကိုကိုတယောက်ရရှိသွားခဲ့လည်းဖြစ်ပါရယ်ဟုတ်ကဲ့ပါ predict တွေဒီပိနေမြန်နေစီရုပ်ရှင်စကားချင်မှာမေမီကိုကိုတယောက်ဆောင်းထားတာကိုတဘောကြားရအောင်ဆိုတော့ကိုကမမပြောသွားခဲ့ကြပါဦးရှင်ပရိသတ်များလုံးမဲ့ရှင်လန်းရှင်နေကြပါစေရှင်